တရားမဝင်ကြောက်စိမ့်နှုံ134တုံးကိုကားနဲ့တင်ဆောင်လာတဲ့သူတဦးကိုနောင်ချိုမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပြစ်စင်မှာပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့မနက်ပိုင်းကနောင်ချိုမြို့နယ်ဘန်ပွေးကျေးရွာ Oriental Tokate အနီးမှာဘန်ပွေးရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေကပိတ်ဆို့ရှာဖွေရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ်မန္တလေးကနေလာရှိုးဘက်ကိုမောင်းနှင်လာတဲ့ Nissan အဖြူရောင်ရင်တစီကိုစစ်ဆေးရမှာတော့ရင်းရဲထိုင်ကုန်အောက်ခြေနင်းများတွေအောက်မှာဖုံးအုပ်တင်ဆောင်လာတဲ့ကြောက်စိမ့်နှုံတွေကိုရှာဖွေသိမ်းဆည်းခဲ့မိတာဖြစ်ပါတယ်။ အဲ့ဒီရင်ပေါ်ကအဝါရောင်တိတ်နဲ့ပတ်ထားတဲ့ကြောက်စိမ့်နှုံးလို့ယူဆရတဲ့အမဲရောင်ကြောက်တုံးစိုက်ဆောင်134တုံး အလေးချိန်228.638ခွန်ကီလိုဂရမ်ခန့်ဒေတာပေါက်ဈေး1ကီလိုလျင်ကျပ်သသိန်းနှုန်းနဲ့စုစုပေါင်းကျပ်228သိန်းကျော်ခန့်ရှားပွေတွေ့ရှိသိမ်းဆက်ရမိကြတာဖြစ်တယ်လို့သိရပါဗျ။ကျောက်ဆိုင်နှုန်းတွေတွေ့ရှိရမိတဲ့အပေါ်စစ်ဆေးရမှာတရားဝင်အထောက်အထားတစုံတရာပြသနိုင်ခြင်းမရှိတဲ့အတွက်တရားမဝင်ကျောက်ဆိုင်များတည်ဆောင်လာတဲ့လာရှိုးမြို့နေသူကိုနောင်ချုံမြို့မှာရဲစခန်းမှာပ105မြင်းဆောင်2016ကျောက်မြတ်42ကကြီးနဲ့အမှုဖွင့်အေးအေးယူထားတယ်လို့သိရပါဗျ။